သင်ခန်းစာအသစ်တက်ပါမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ control order t ကိုနှိပ်ပြီးတော့ terminal ဖွင့်ပါမယ်ဒါနောက်တစ်ခုကကျတော့ကျွန်တော်တို့အာနည်းနည်း advance ပို့ပြီးတော့ဖြစ်တဲ့အသေးစိတ်နည်းနည်းပို့ကြတဲ့ command လေးတွေဖြစ်ပါတယ်နော်ဆိုတော့ဒီမှာတော့ကျွန်တော်တို့ ls dash ls နော်အဲ့ဒီအောက်မှာမှာကျွန်တော်တို့ကဘာလုပ်မှာလဲဆိုတော့ကျွန်တော်တို့ကအာ find the find အတွင်းထဲမှာရှိနေတဲ့နော် data တွေကိုကျွန်တော်တို့ကသွားပြီးတော့ထည့်မှာပေါ့နော်ဆိုတော့မှာဘယ်လိုလုပ်တာလဲဆိုတော့ကျွန်တော်တို့က redirect လုပ်တာ alas - als နဲ့ရလာတဲ့ output တွေအကုန်လုံးကိုကျွန်တော်တို့ကဒီ touch line လေးတွေကိုကျွန်တော်တွားပြီးတော့ပို့မှာဖြစ်ပါတယ်နော်။ Okay ဆိုတော့ကျွန်တော်စမ်းသပ်ကြည့်အောင်။ဆိုတော့ပြောချင်တာကျွန်တော်တို့ command တွေရိုက်လိုက်လို့ရလာတဲ့အဲစာသား touch line တွေကိုကျွန်တော်တို့ဘယ်လို့ပို့ပြတာလဲဆိုတော့ကျွန်တော်တို့အခုအသစ်စောက်မဲ့ file တွေကိုပို့ပြတာဖြစ်ပါတယ်နော်။ Okay ဆိုတော့လုပ်ကြည့်အောင်။ Okay ဆိုတော့ကျွန်တော်က clear ထပ်ပြီးတော့တို့ပါနော် Okay ဆိုတော့ကျွန်တော်ဒီမှာအာအာကျွန်တော်တို့ ် desktop အောက်မှာရှိနေတဲ့နော် desktop အောက်မှာရှိနေတဲ့ဆိုတော့ okay ဆိုတော့ကျွန်တော်ဒီမှာအာ desktop အောက်မှာရှိနေတဲ့ folder ဒါမှမဟုတ်လဲကျွန်တော်အခု ls folder ပေါ့နော်အခုကျွန်တော်တို့ဒီမှာရှိနေတဲ့ ls ဟိုကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့တွေ့ရတဲ့ file name တွေရှိတယ်အဲ့ file name တွေအကုန်လုံးကိုကျွန်တော်တို့ကနောက်တဲ့ finder file နဲ့ပို့ပြချင်တယ်ဆိုတော့ဘယ်လိုပုံလဲဆိုတော့ကျွန်တော်တို့အရင်ဆုံး finder file ဆောက်လိုက်ပါမယ် tash အာကျွန်တော်တို့ file sorry အာ ဘယ်တော့ပို့မလဲဆိုတော့ကျွန်တော်တို့ကြည့်အောင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ ls ls လို့ကျွန်တော်တို့ကြည့်လိုက်မယ်ကြည့်ပြီးတော့ကျွန်တော် long format နဲ့ကြည့်မယ် ls dash l ပြီးကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့ ls dash l sorting စီးလိုက်မယ်နော် ls dash ls ပြီးကျွန်တော်ဘယ်တော့ပို့မလဲဆိုတော့ကျွန်တော်ပို့ခြင်းတဲ့နေရာကိုကျွန်တော်ပြညာလေးထုတ်ပြီးတော့ပို့ရတယ်ပြီးကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ ls dot dash find 7ကျွန်တော်တို့ out.text ဆိုပြီးတော့ကျွန်တော်ဒီ text file လေးထဲမှာကျွန်တော်တွားပြီးတော့ပို့လိုက်ပါ ဆိုတော့ okay ဒါဆိုရင်ကျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ CAD cut နဲ့ LS dash fine 7 fine 7နဲ့ကိုကျွန်တော်တို့တွားပြီးတော့ fine 7နဲ့ကို fine 7နဲ့ကိုကျွန်တော်တို့တွားပြီးတော့ကြီးလိုက်တဲ့အခါမှာကျွန်တော်တို့ဒီဒီ fine လေးအတွင်းထဲမှာပေါ့နော် LS fine 7ရဲ့အောက်မှာကျွန်တော်တို့ခုနကကျွန်တော်တို့ရေးသားထားခဲ့တဲ့ဒီအပေါ်ကနေရလာတဲ့ reset တွေအကုန်လုံးက e57 နဲ့မှာတွေ့ရမှာဖြစ်ပါတယ်နော် okay ဆိုတော့ကျွန်တော်တို့ result ကိုကျွန်တော်တို့ဒီမှာလည်းတော့ကြည့်အောင် cs challenge တဲ့ကကျွန်တော်တို့ alpha ဆိုရယ်4ရာအောက်မှာရှိနေတယ်57နဲ့မှာတော့ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာခုနကရေးရေးလို့ရလာတဲ့ command တွေကိုတွေ့ရမှာဖြစ်ပါတယ် okay ဆိုတော့ကျွန်တော်တို့ဒါလေးကိုကျွန်တော်နောက်ထပ်တစ်ခါထပ်ပြီးတော့စမ်းသပ်ကြည့်အောင်ပေါ့နော် okay ဆိုတော့ကျွန်တော်တို့နောက်ထပ် command တွေတစ်ခုထပ်ပြီးလုပ်ကြည့်ပါမယ်အဲကျွန်တော်ဒီတစ်ခါကျတော့ဒီတစ်ခါကျတော့ကျွန်တော်တို့ ls နဲ့ပဲစမ်းပါမယ်နော် ls alas တိတန်စမ်းမယ်ပြီးတော့ရလာတဲ့ reset တွေကိုကျွန်တော်ဘယ်လဲကိုသွားထည့်မလဲဆိုတော့ alas find a. out lh နော် find a. out. test ကိုကျွန်တော်သွားပြီးတော့ထည့်ပါမယ်နော် okay ဆိုတော့ကျွန်တော်ပြန်ပြီးတော့အထက်က reset တွေကိုကျွန်တော်ကြည့်ပါမယ် alas alas အထက်မှာရှိနေရယ် find ကိုကျွန်တော်သွားပြီးကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ okay ဆိုတော့ကျွန်တော် find မှာပါမယ်နော်အာ alas find find a find a outdoor testable ကိုတွားကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာခုနကကျွန်တော်တို့စမ်းသပ်လို့ရလာတဲ့ file name ကြီးအကုန်လုံးကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ file 8တွေရောကျွန်တော်တို့အကုန်လုံးပါပါတယ်ပေါ့နော် okay ဆိုတော့ဒါကရောကျွန်တော်တို့ဒီရလာတဲ့ result တွေကို file name မှာဒီကရလာတဲ့ result တွေကိုတွားပြီးထည့်ကျင်တဲ့အခါမျိုးမှာရေးပါနော် okay ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့က folder တစ်ခုအောက်မှာရှိနေတဲ့ file တွေကိုမလိုချင်ဘူး folder တွေကိုပဲမြင်ချင်တယ် နော်ဒါဆိုကျွန်တော်တို့ဘယ်လိုရှာမလဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဥပမာကျွန်တော်ရဲ့ desktop off ပေါ့နော်ကျွန်တော် desktop တွေကိုပြန်သောက်မယ်ပေါ့နော် desktop တွေကိုပြန်သောက်မယ်ဆိုတော့ကျွန်တော်ကြည့်လိုက်အဲ့တော့ဒီ desktop တွေကိုကျွန်တော်ရွှေ့လိုက်ပါပေါ့နော် desktop တွေကိုရွှေ့လိုက်အဲ့တော့ desktop off မှာကျွန်တော်တို့ဘာရှိလဲဆိုတော့ folder လည်းရှိတယ်ကျွန်တော်တို့ကဒီမှာ touch file လည်းရှိတယ်ကျွန်တော်က touch file ကိုမကြည့်ကြဘူးဒီအောက်မှာရှိသမျှ folder တွေကိုပဲကျွန်တော်ကကြည့်ကျင်တယ် touch file တွေအကုန်လုံး data တွေအကုန်လုံးမမြင်ကျင်မင်းနဲ့ folder ကြီးလည်းတည်တံ့ကြည့်ကျင်တယ်ဆိုရင်တော့ကျွန်တော်တို့ဘယ်လိုကြည့်ရလဲဆိုတော့ ls -d ဆိုပြီးတော့ကျွန်တော်တို့ကအာ star ကျွန်တော် alas test တွေကကျတော့ common เนาะပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့က star star forward slash ဆိုပြီးတော့ကျွန်တော်ကြည့်ပါမယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့က destiny ဆိုတာကကျတော့ directory ကိုပြောချင်တာ star forward slash ဆိုတာက star ဆိုတာကကျွန်တော်တို့ကဘယ် folder name ဆိုပေါ့เนาะဘယ် name မဆိုဖြစ်နိုင်တယ်အဲ forward slash ဆိုတာကကျွန်တော်ဒီအနောက်ကကျွန်တော်တို့က directory ရဲ့အဆုံးမှာအနောက်က forward slash လေးတွေပါတာကိုညွှန်းကျင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က forward slash လို့ရေးတာဒါဆိုရင်ဒီ folder အောက်မှာရှိတဲ့ကျွန်တော်တို့က အာပို့ရတယ်ကိုပဲတည်တယ်မြင်ရမှာဖြစ်ပါတယ်။ Okay နောက်ထပ်တစ်ခုသွားမှာပေါ့နော်။ Okay ဆိုတော့နောက်ထပ်တစ်ခုကကျွန်တော်တို့ပါလဲဆိုတော့ကျွန်တော်တို့ကအာဒီ folder တစ်ခုအောက်မှာရှိနေတဲ့နော်အာ folder ကိုဥပမာ number 2နဲ့ folder ရရှိတယ်နော်။ဆိုတော့ number 2နဲ့ folder တွေကိုကျွန်တော်ကကြည့်ကျင်တယ်ဥပမာထားပါတယ် folder 1 folder 2စသဖြင့်ပေါ့ဒီလိုမျိုး folder 2နေတတ်တာရှိတယ်။အဲ့ဒါ folder 2နေတာကိုကျွန်တော်တို့ကြည့်ကျင်ဘယ်လိုကြည့်မလဲပေါ့နော်။ဆိုတော့ Okay ကြည့်အောင်။ကျွန်တော် CD ကိုနှိမ့်လိုက်တာဖြစ်တယ်လေရှင်းဆုံးရောက်သွားပြီပေါ့နော်။ Okay အဲ့တော့ကျွန်တော် CD CD အာ desktop desktop မှာရှိနေရ CS challenge တွေက alas folder တွေကိုသွားပါမယ်။သွားပြီးအထက်မှာကျွန်တော် folder ဆောက်ပါမယ်ပေါ့နော်။ folder ဆောက်မယ်ပလာဘာတွေဆောက်မလဲဆိုတော့ကျွန်တော်တို့ကအာကျွန်တော်တို့ folder 1ဆိုပြီးတစ်ခါဆောက်မယ်။ပြီးရင်ကျွန်တော်တို့ folder နှစ်ခုတစ်ပြိုင်တည်းဆောက်ချင်တယ်ဆိုတော့ folder 1,2လို့ကျွန်တော်တို့ဆောက်လိုက်အောင်ပဲပေါ့နော်။ဒါဆိုရင်တော့ကျွန်တော် alas လို့ကြီးလိုက်တဲ့အခါမှာ folder 1နဲ့2နဲ့ကျွန်တော်တို့ကျလာပါပြီ။ Okay ။ဆိုတော့ကျွန်တော်ပြီးရင် alas လို့ကျွန်တော်နှိပ်လိုက်ပါမယ်။ sorry ပြီးရင်ကျွန်တော် clear နှိပ်လိုက်ပါမယ်နော်။ โอเคต่อไปเนี่ยကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီအောက်မှာရှိနေတဲ့ခုန folder 1နဲ့ folder 2ပေါ့เนาะဒီတော့ထားပါတခြား folder တွေလည်းရှိရထားပါတယ်เนาะကျွန်တော် mkdir နဲ့ထပ်ပြီးတော့ folder ထပ်ဆောက်ပါเนาะ mkdir က folder 4 folder ဆိုတော့ကျွန်တော်3 4 5ဆိုကျွန်တော်ထပ်ဆောက်လိုက်ပါเนาะโอเคအဲ့ဆိုကျွန်တော် alias เนี่ยကြီးလိုက်တဲ့အခါမှာကျွန်တော်မှာ folder 1 2 3 4 5ဆိုပြီးရှိတယ်ဆိုတော့အဲ့ဒီတကယ်ကနေမှကျွန်တော်ကဘာတွေဝဲလိုချင်လဲဆိုတော့เนาะဆိုတော့ folder 1 2 3 4 5ရဲ့ folder လို့ဖြစ်သွားတယ်เนาะ sorry အာ folder ဖြစ်သွားတယ်เนาะ ဆိုတော့ကျွန်တော်အဲ့ဒါဆိုရင် RMDI ကဆိုတော့ကျွန်တော် FOLE က folar 1 2ကိုကျွန်တော်ဖြတ်လိုက်ပါမယ်နော် folar 1 2ကိုကျွန်တော်ဖြတ်လိုက်ပါမယ် alas ဆိုတော့ကျွန်တော်ပြန်ပြီးဆောက်ပါမယ် MKDI ကအာ folar 1 2ကိုကျွန်တော်ပြန်ပြီးဆောက်ပါနော်ဆိုတော့ okay အဲ့တော့ပြီးရကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကဒီထဲကနေမှကျွန်တော်က folar ကိုလိုချင်တယ်ဘယ် folar တွေကိုပဲကျွန်တော်ထုတ်ကြည့်ချင်တာလဲဆိုတော့ အာကျွန်တော် folder 1နဲ့2နဲ့ကိုပဲကျွန်တော်ထုတ်ပြီးကြည့်ကျင်တာပါအဲ့ folder 1နဲ့ကိုပဲကျွန်တော် folder 1နဲ့2နဲ့ကိုပဲကျွန်တော်ထုတ်ပြီးကြည့်ကျင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ ls ကျွန်တော်တို့ -d ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ folder name ကိုရေးပါမယ်ပြီးရင်ကျွန်တော်တို့1,2ဆိုပြီးတော့ကျွန်တော်တို့ချုပ်ကြည့်လို့ရပါဒါဆိုရင်တော့ကျွန်တော်တို့ folder 1နဲ့2နဲ့သာပြီးရင်ရလာမှာဖြစ်ပါတယ်နော်ဆိုတော့ဒီလိုနည်းနဲ့လဲကိုကြိုက်တဲ့ folder တွေကိုပဲတည်တံ့ရွေးပြီးတော့ကျွန်တော်တို့ကထုတ်ကြည့်လို့ရပါနော်โอเค ဆိုနောက်ဆုံးတစ်ခုပေါ့နော်ဆိုနောက်ဆုံးတစ်ခုကကျွန်တော်တို့ man ဆိုရဲ command လေးဖြစ်ပါတယ်သူကရောကျွန်တော် general command ပေါ့နော် general command ဆိုတာကဆိုကျွန်တော်တို့ဗာလဲဆိုတော့ဟိုတီးတက်ဘယ်သူနဲ့မှဆိုင်နေအောင်ပြုတော့မဟုတ်ဘူးအကုန်လုံးနဲ့ဆိုင်တဲ့ command မျိုးကိုကျွန်တော်တို့က general command လို့ခေါ်ပါတယ် okay အဲ့တော့ကျွန်တော်ကဒီမှာ man man ဆိုတာကကျတော့ကျွန်တော် manual လို့ပြောကြတယ်အဲ့တော့ alias နဲ့ပတ်သက်တဲ့အခြား command တွေကိုကျွန်တော်တို့သိကျင်နေဆိုရင်ကျွန်တော်တို့ဗာလို့မလဲဆိုတော့ alias ဆိုပြီးတော့အာကြီးလိုက်ပါဥပမာထားပါတော့ကျွန်တော် CP နဲ့ပတ်သက်တဲ့ command တွေကြည့်ကျင်လဲဆို CP ပေါ့နော်ဆိုတော့ဥပမာ MV နဲ့ပတ်သက်တဲ့ command တွေကြည့်ကျင်လဲဆိုရင် MV ပေါ့ okay ဆိုတော့ကျွန်တော် M man alas လို့ကျွန်တော်ရေးလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီအာ alas နဲ့ပတ်သက်တဲ့ command တွေ option တွေအကုန်လုံးကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ alas နဲ့ပတ်သက်တဲ့ command တွေ option တွေအကုန်လုံးတွေ့ရမယ်သူ့ရဲ့ရေးပုံရေးနည်းက alas option နောက်က file folder နဲ့ဒါသူ့ရဲ့ရေးပုံရေးနည်းပါ syntax ပါပဲပေါ့နော် โอเคสรุปဒီမှာကျတော့ကျွန်တော်တို့ a ဆိုရင်အဲကျွန်တော်တို့ ls dash a လို့ရေးလဲရရဲ့ ls dash dash all လို့ရေးလဲရတယ်ဆိုတော့ကျွန်တော်တို့ဒီလိုနှစ်ချက်တည်းမရေးဘူးဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အလုပ်ရှုပ်လို့ပါနော်ပုံမှန်အားဖြင့်အကျွန်တော်တို့ဒီလိုမျိုးပဲရေးကြပါတယ်ဆိုတော့အရင်အသေးစိတ်ကြတယ်ဟိုကအသေးစိတ်ရေးခြင်းတယ်ဆိုရင်တော့ဒီလိုပုံစံမျိုးနဲ့ရေးလို့ရပါတယ်ဒါပေမဲ့ဒီလိုပုံစံရေးတာကကျွန်တော်အမှားတွေပါနိုင်ပါတယ်စက်သုံးပေါင်းမှားသွားတဲ့အခါမှာကျွန်တော်အဆင်မပြေတာဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ okay ဒီကြမှာမှကျွန်တော် အသုံးများတဲ့ command တွေကျွန်တော်တို့လက်တွေ့မှာများများအသုံးနိုင်တဲ့ command တွေပဲကျွန်တော်ရွေးချယ်ပြီးတော့သင်ပေးခဲ့ပါတယ်နော်โอเคဆိုတော့ကျွန်တော်တို့သင်ခန်းစာတွေအကုန်လုံးကို run ပြီးတဲ့အခါကျရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့အာကျွန်တော်တို့ file to file ထပ်ဆောင်မှာပေါ့နော်ဆိုတော့ကျွန်တော်တို့ file ဆောင်မဲ့ file ကကျွန်တော်ဘယ်လိုဆောင်မလဲဆိုတော့ကျွန်တော်တို့ရဲ့ desktop တွေကိုသွားမယ်သွားပြီးတော့ဒီထဲကနေမှကျွန်တော်တို့ဆိုတော့ဒီနေရာမှာပေါ့နော် home ထဲမှာရှိတဲ့ desktop တွေက cs handbrush day challenge တွေကနေပြီးတော့ကျွန်တော်တို့ ော် ls folder f folder အောက်မှာကျွန်တော်တို့ find the file ဆောက်ပါနော်ဆိုတော့ကျွန်တော်ဘယ်လိုဆောက်မလဲဆိုတော့ ls အ ls find ကျွန်တော်တို့ day 6ဆိုပြီးတော့ find the file ဆောက်ပါမယ်နော် day 6.txt ဆိုပြီးတော့ find the file ဆောက်ပါ okay ဆိုတော့အရှင်းမှာ file ဆောက်မှာဖြစ်တဲ့အတွက် doc txt လို့ရေးပါမယ်နော် okay ဆိုတော့ကျွန်တော်တို့ find the file ရောက်လာပြီနော်ဆိုတော့ file ရောက်လာပြီဆိုကျွန်တော်တို့အရင်ဆုံးအနေနဲ့ပထမဆုံးအနေနဲ့ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကဒီ date ပေါ့နော် date command ကိုကျွန်တော် run မယ် run ပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့အဲ့ date command ထဲမှာရှိနေတဲ့အဲ data command ရဲ့ data command ကနေရလာတဲ့ data ကိုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ရဲ့ကျွန်တော်တို့အခု ls find d dataset.txt ကိုကျွန်တော်တို့သွားပြီးတော့ထည့်ပါเนาะဒါဆိုကျွန်တော်ဒီထဲမှာရှိနေတဲ့ data တွေကိုကျွန်တော်ပြန်ပြီးကြည့်မယ်ဆိုရင် ls find a set.txt ကိုပြန်ပြီးကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့အခုလက်ရှိအလုပ်လုပ်လို့ရလာတဲ့ data ကိုရပါတယ်เนาะ โอเคဆိုတော့အဲ့ဒီနောက်မှာကျွန်တော်တို့နောက်ထပ်တစ်ခါဘာကြီးထပ်ထည့်မလဲဆိုတော့ကျွန်တော်တို့ဒီနေ့သင်ခဲ့တဲ့အာ command တွေကနေ command တွေပေါ့နော်ဆိုတော့ကျွန်တော်တို့ဘာဘယ် command တွေ run ခဲ့လဲဆိုတော့ history ကိုကျွန်တော်တို့ပြန်ပြီးတော့ရေးပါမယ် HIS TOR ပါ history ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကခုနက run ထားတဲ့ပေါ့နော် define လေးကိုကျွန်တော်တို့ကအာ data အစ်စ်ထပ်ထည့်ပါနော်ဆိုတော့ကျွန်တော်တို့ကအစ်စ်ခုနကလို့ကျွန်တော်အစ်စ်တိဆောက်ပြီးထည့်မှာမဟုတ်ဘဲနဲ့ data အစ်စ်ထပ်ထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဒီမြားကကြတော့နှစ်ခုဖြစ်သွားပါတယ်နော်ကျွန်တော်တို့ အာကျွန်တော်ဒါဆို greater than greater than နှစ်ခုပေါ့နော်ဆိုတော့အဲ့ greater than နှစ်ခုကကျွန်တော်တို့နှစ်ခုဖြစ်သွားမှာပေါ့နော် greater than နှစ်ခုဖြစ်သွားမှာပေါ့နော်ဆိုတော့ပြီးရင်ကျွန်တော် ls ဆိုပြီးတော့ ls by d c dot test ဆိုပြီးတော့ကျွန်တော်တို့ရေးချက်လိုက်ပါနော်အာ cd cap ls by d c dot test ဘာကျွန်တော်ပြန်ပြီးတော့ကြည့်ပါမယ်နောက်တစ်ခါပေါ့နော်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့အပေါ်ဆုံးမှာကကျွန်တော်တို့ date ပါမယ်ပြီးရင်နောက်ထပ်ကျွန်တော်တို့စာကြောင်းတွေမှာကြာတော့ကျွန်တော်တို့ run ခဲ့တယ်ကျွန်တော်တို့အာနောက်ဆုံး run ခဲ့တဲ့နော် အာ command တွေရှိပါမယ်နော် okay ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီ activity ထဲမှာဒီ file လေးကိုကျွန်တော်တို့ပြန်ပြီးတော့ပြသနိုင်ပြီဖြစ်ပါတယ် okay ဆိုတော့ဒီသင်ခန်းစာမှာကျွန်တော်တို့ဒီ approve လုပ်တဲ့ process ကိုကျွန်တော်တို့သင်ခန်းစာပြည့်တဲ့အခါကျရင်ပြန်ပြီးတော့ပြန်ပြောပါမယ်နော်ဆိုတော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဘာလို့ဆက်လေ့လာမလဲဆိုတော့ဒီမှာသင်ပေးခဲ့တဲ့ကျွန်တော်တို့အဲ ls command ရဲ့ ls-l နဲ့ရေးလိုက်တဲ့အခါမှာရလာမယ်ကျွန်တော် result တွေပေါ့နော်ဆိုတော့ ls ls dash l ကိုအသုံးချလိုက်တဲ့အခါမှာရလာတယ်ကျွန်တော်တို့ long format တွေပေါ့နော်ဆိုတော့အဲ့ဒီ long format တွေရဲ့အရှိမရှိနေတယ်ကျွန်တော်တို့ဒီ drw ဆိုရယ်ဒီအရှိကစက်လုံးလေးတွေရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ကြည့်ပါမယ်နော်ဆိုတော့ပြောရရင်လည်းကျွန်တော်တို့ဒီအရှိမရှိနေတဲ့ data တွေကဘာတွေကိုညွှန်းဆိုထားရလဲဆိုတာကိုကျွန်တော်တို့ဖတ်တတ်အောင်သင်ပေးမှာဖြစ်ပါတယ် okay ဆိုတော့ကြည့်အောင် okay ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ data ကိုကြည့်တဲ့အခါမှာကျွန်တော်တို့က okay ဒါယူကြည့်တဲ့အခါမှာကျွန်တော်တို့မှာအပိုင်းခွဲအပိုင်းတွေအမျိုးမျိုးခွဲတယ်ပေါ့နော်ဆိုတော့အပိုင်းကပြောရရင်ဒီမှာခုနှစ်ပိုင်းခွဲလို့ရတယ်ပထမအဲ့တော့အခုနှစ်ပိုင်းခွဲတဲ့အခါမှာကျွန်တော်တို့ကဘယ်လိုထပ်ပြီးခွဲသေးတယ်လဲဆိုတော့ကျွန်တော်တို့အရှိဆုံးကပေါ့နော်အရှိဆုံးကကျွန်တော်တို့အာ character 10လုံးပေါ့နော် character 10လုံးကိုကျွန်တော်တို့ကအမျိုးအစားထပ်ပြီးတော့ခွဲတယ်ဆိုတော့ပြီးရင်ကျွန်တော်တို့အနောက်ကနေပြီးတော့ကျွန်တော်တို့မျိုးစားထပ်ပြီးတော့ခွဲတယ်ပေါ့နော် okay ဆိုတော့ပထမဆုံး character 10လုံးကိုကျွန်တော်တို့ဘယ်လိုအမျိုးအစားခွဲလဲဆိုတော့ကျွန်တော်တို့က အာ the first character က indicates the fine type ပဲကျွန်တော်တို့ fine ရဲ့အမျိုးအစားကိုကျွန်တော်တို့ပြပေးရပါဘောနော် okay ဘာလို့ဆိုလို့ကျင်လာလဲဆိုတော့ကျွန်တော်ဒီမှာအာကျွန်တော်တို့အာ the first ပေါ့နော်ပထမဆုံးတစ်ခုကကျွန်တော်တို့ကိုအာဒီ fine ရဲ့အမျိုးအစားကိုပြပေးအဲဒီမှာတော့ကျွန်တော်တို့က folder တွေပဲဖြစ်နေရပေါ့နော်ဆိုတော့ folder ပဲဖြစ်နေဆိုတော့ကျွန်တော်ကျွန်တော်တို့ cd အာ desktop တွေကိုကျွန်တော်တစ်ချက်သွားလိုက်ပါဘူးပေါ့နော် cd desktop တွေသွားလိုက်မယ်ပြီးရင်ကျွန်တော်တို့ ls-r နဲ့ချက်ထပ်ကြည့်မယ် တော့ဒီမှာဆိုရင်ကျွန်တော်တို့ကအမျိုးအစားဒီအရှိဆုံးမှာရှိနေတဲ့အာ D ဆိုရဲနော်ဒီမှာ D ဆိုတာလေးတွေ့ပါလိမ့်မယ်။ D ဆိုတာလေးတွေ့လိမ့်မယ်။ဒီတစ်ခုကကြာကျွန်တော် dash file လေးဖြစ်တယ်။ဆိုတော့ဆိုလိုချင်တာကဘာလို့ဆိုလိုချင်တာဆိုတော့ D ဆိုတာကကြာတော့ကျွန်တော်တို့ကဒီကောင်က directory လို့ပြောချင်တာ။ဒီ dash file လေးကကြာတော့ကျွန်တော်တို့ကဒီကောင်က dash file လို့ UU file လေးကိုဆိုလိုချင်တာဖြစ်ပါတယ်။ Okay ဆိုတော့ကျွန်တော်တို့အဲ့ဒါဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တခြား file လေးကိုထပ်ပြီးကြည့်ပါမယ်နော်။ဆိုတော့ကျွန်တော်တို့ C desktop အောက်မှာရှိနေတဲ့ CD ကျွန်တော်တို့အာ CS ဆိုတဲ့ CS ဆိုရဲဖိုရာကိုဆက်သွားမယ်ပြီ LS နဲ့ထက်ကြည့်မယ်ပေါ့နော် LS-L ထက်ကြည့်တဲ့အခါမှာကျွန်တော်တို့အာဒီမှာဖိုရာနော် LS ဖိုရာဆိုတာရှိတယ်အဲ့ဒါကိုကျွန်တော်ဆက်သွားမယ် CD LS ဖိုရာလေးကိုဆက်သွားမယ်ပြီးကျွန်တော် LS နဲ့ထက်ပြီးတော့ dash L နဲ့ထက်ကြည့်ပါဦးနော် Okay ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာမြင်ရပါမသိမယ် folder 1 folder 2 folder 3 folder 4ကကြတော့ကျွန်တော်တို့အရှိမ D ဆိုတဲ့စကားလုံးလေးပါပြီးတော့ကျွန်တော်တို့ဒီအနောက်က dash file တွေ java file တွေ kotlin file တွေမှာကြတော့ကျွန်တော်အနောက်ကဒီဒီအရှိဆုံးမှာကကျွန်တော်တို့က အာ dash လေးပဲပါနော်ဆိုတော့ကျွန်တော်က d ဆိုတာကကြောက် directory ကိုပြောချင်တာ dash ကကြောက်တော့ကျွန်တော်တို့ဒီကောင်လေးက file လေးလို့ပြောချင်တာနော်ဆိုတော့ touch file လို့ကျွန်တော်အတိအကျပြောတာမျိုးမဟုတ်ဘူး file ဘယ် file မှန်းတမယမဆိုကျွန်တော်က dash dash လေးနဲ့ပြရပါတော့နော် okay ဆိုတော့နောက်ထပ်တစ်ခုကကြောက်ကျွန်တော်ပြောလဲဆိုတော့ the nudge ပေါ့နော်နောက်ထပ်စကားလုံး၉လုံးကကြောက်ရော character ကစ represent the read write and execute permission အာ rewrite and execute permission ဆိုတော့ဘာကိုပြောချင်လဲဆိုတော့ကျွန်တော်တို့ကအဲကျွန်တော်တို့ကအဲ့ဒီအဲ့ဒီအထဲထဲမှာရှိနေတဲ့ data ကိုကျွန်တော် read လုပ်လို့ရတယ် ဆိုတော့ right လုပ်လို့ရ right လုပ်တယ်ဆိုတာကကျတော့ကျွန်တော်တို့ကိုယ်တိုင်အဲ့ဒီ file ကိုကျွန်တော်တို့ကိုယ်တိုင်ရေးခွင့်ရှိရပါဘောနော်နောက်တစ်ခု execute execute ဆိုတာကကျတော့အဲ့ဒီ file ကိုကျွန်တော် run ကြည့်ရဥပမာ java file ရှိရဆိုအဲ့ဒီ java file run run ခွင့်ရှိရပါဘောနော် run လဲဆိုတာအဲ့ဒီအဲ့ဒါဆိုရင် java code တွေအလုပ်လုပ်လာမယ်ဒါမျိုးကိုပြောချင်တယ်နော်ဆိုတော့အမျိုးအခြေအနေ၃မျိုးရှိရ read ဆိုတာကကျတော့အထက်ထက်မှာရှိနေတဲ့ code file တွေကျွန်တော်ကြည့်ုံနဲ့ကြည့်လို့ရတယ်ဖတ်လို့ရတယ်အထက်မှာ body ရေးထားလဲဖတ်လို့ရတယ် write ဆိုတာကကျတော့ကျွန်တော်တို့အဲ့ဒီ code တွေကိုကျွန်တော်တို့ကိုယ်တိုင်ပြင်ပြီးရေးလိုက်လို့ရတယ် AC2 ဆိုတာကကျွန်တော်တို့အဲ့ဒီ file ကိုเนาะဆိုတော့ကျွန်တော်တို့ဒီဟိုမှာ Java file ဖြစ်ခြင်းလည်းဖြစ်မယ် HTML file ဖြစ်ခြင်းလည်းဖြစ်မယ်เนาะ text file ဖြစ်ခြင်းလည်းဖြစ်မယ်အဲ့ဒါတွေကိုကျွန်တော်တို့ဘာလို့ကြည့်လို့ရလဲဆိုတော့ကျွန်တော်တို့ run ကြည့်လို့ရ run ကြည့်လို့ရဆိုတာကျွန်တော်တို့အသုံးချလို့ရတဲ့နေရာတစ်ခုခုမှာအသုံးချလို့ရပါမယ်เนาะဒီလိုပုံစံမျိုးပြောရဟုတ်ကဲ့ဆိုတော့အဲ့ပထမဦးဆုံး character ကိုလုံးကဘာလို့ကျွန်းဆိုရလဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီ read write and အာကျွန်တော် AC2 permission ကိုပြောရပါเนาะဆိုတော့ဘယ်ကိုလုံးလဲဆိုတော့ကျွန်တော်တို့ဒီမှာမြင်တွေ့ရမယ်ဒီပထမဦးဆုံးကိုလုံးဖြစ်ပါတယ်เนาะဒီကနေပြီး read write AC ju เนาะ AC ju ကိုတော့သူက H ဆိုရယ် cross sign x x ဆိုရယ် cross sign လေးနဲ့ပြပါတယ် rewrite AC ju နောက်နောက်ထပ်ကျွန်တော်ဒီမှာတွေ့ rewrite AC ju တွေ့ rewrite AC ju တွေ့ rewrite AC ju တွေ့သူက rewrite AC ju ကိုမှကျွန်တော်တို့က3ခု3လဆင့်ပြီးတော့လာပါတယ်အာပထမအဦးဆုံးပေါ့နော် the first 3 are for the owner of the file ဆိုတော့ပထမအဦးဆုံး3လုံးကဘယ်သူအတွက်ပြောရလဲဆိုတော့ owner ဒီ file ရဲ့ owner က အာ defi ကိုပါလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ defi ရဲ့ owner က defi ကို relay လုပ်လို့ရတယ် write လည်းလုပ်လို့ရတယ်ကျွန်တော် execute လည်းလုပ်လို့ရတယ်လို့ပြောချင်တာ okay ဆိုတော့ကျွန်တော်ပြန်သွားကြည့်အောင်နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော် folder 1ဆိုရင်ကျွန်တော်အဲ့ folder 1ကိုကျွန်တော်တို့ရဲ့ဒီ file ရဲ့ owner က read လုပ်လို့ရတယ် write လုပ်လို့ရတယ်ပြီးရင် execute လည်းလုပ်ခွင့်ရှိတယ်နော် okay ဆိုတော့ပြီးရင်ကျွန်တော်တို့အာ okay ဆိုတော့နောက်ထပ်တစ်ခုကကျတော့ the next three and the the next three ပေါ့နော်နောက်ထပ်၃လုံးကကျတော့ကျွန်တော်တို့ဘယ်အတွက်လဲဆိုတော့ကျွန်တော်တို့နောက်ထပ်၃ခုကကျတော့ group အတွက်နော် တော့ဒီမှာကအမျိုးအစားနှစ်ခုရှိရပေါ့နော် group group ဆိုရဲသဘောတရားလေးတစ်ခုရှိသေးတယ်အဲဆိုတော့ group ဆိုတာက DM မှာမှဟိုကျွန်တော်တို့က group ပုံစံမျိုးလေးလုပ်ထားတာပေါ့နော်ဆိုတော့ဒီအခုလောလောဆယ်တော့ကျွန်တော်ဒီကောင်လေးကိုရှင်းပြရတာနည်းနည်းလေးတော့ဟိုနားလည်ခြင်းမှာနားလည်လိမ့်မယ် group ကိုအယုံဆုံးမှတ်ထားပြီပေါ့နော် group ဆိုပြီးသဘောတရားရှိနော်ဆိုတော့အဲ့တော့ group အနေနဲ့ဘယ်သူတွေကပိုင်မှာဘယ်ဘယ် group တွေကပိုင်မှာလဲပေါ့နော်စသဖြင့်ပေါ့နော်ဘယ် group ကပိုင်နေလဲပေါ့နော် okay ဆိုတော့နောက်ထပ်၃လုံးကကြာတော့ဒုတိယမြောက်၃လုံးကကြာတော့ကျွန်တော်တို့ကဘာလို့ညွှန်တာလဲဆိုတော့ ောက်ထပ်၃လုံးကကြတော့ sorry ကျွန်တော်ဒီမှာတာမီနယ်နှစ်ခုဖြစ်သွားပါမယ်နော်နောက်ထပ်၃လုံးကကြတော့ကျွန်တော်ဒီအနောက်က rewrite rewrite acq ကကြတော့ကျွန်တော်တို့ကဆိုတော့ group အတွက်ဖြစ်ပါတယ်နော်ဆိုတော့နောက်ဆုံး၃လုံးပေါ့နော် okay ဆိုတော့နောက်ဆုံး၃လုံးကကြတော့ကျွန်တော်တို့ဘယ်သူအတွက်လဲဆိုတော့ the last 3 are for other users အခြား user တွေအတွက်ဖြစ်ပါတယ်အဲ့တော့ဒီ file ရဲ့ဒီ file ကိုစပြီးတိစောက်ထားတဲ့သူတွေအတွက်လည်းမဟုတ်ဘူးခုန group ဆိုပြီးတော့ကျွန်တော်တို့ group တွေဖွဲ့ထားတဲ့သူတွေအတွက်လည်းမဟုတ်ဘူးအာပြီးတော့ အဘယ်သူပြောရရင်ဘယ်သူတွေအတွက်လဲဆိုတော့တခြား user တွေအတွက်ပေါ့နော်တခြား define ကိုယူသုံးမဲ့သူတွေပေါ့နော် define ကိုယူသုံးမဲ့သူတွေ define ကိုအသုံးချခွင့်ရှိတဲ့သူတွေကအဲ့ file ကို reload ခွင့်ရှိလား write လုပ်ခွင့်ရှိလား execute လုပ်ခွင့်ရှိလားပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော်တို့ဒီမှာအာပုံမှန်အားဖြင့်ကတော့ကျွန်တော်တို့ကအဲ့ဒီ user user တွေကိုကျွန်တော်တို့ပေးတဲ့ဒီ permission တွေက re နဲ့ execute ပဲပေးတယ် ပါလဲဆိုတော့ re-execute ဆိုတာသူတို့ပေးဖတ်ခိုင်းတယ်အဲ့ file ကိုကျွန်တော်တို့ run ခိုင်းတယ်ပေါ့နော်ဆိုတော့ပြန်ပြီးတော့ပြင်ခွင့်တော့မပေးဘူးအကယ်၍ကိုကပြင်ခွင့်ပေးခြင်းတယ်ဆိုရင်တော့ကျွန်တော်တို့ဒီနားမှာ permission တွေကိုပြင်ပေးရပါတယ်နော် okay permission ပြင်တဲ့သင်ခန်းစာတွေကိုကျွန်တော်တို့နောက်ပိုင်းမှာဆက်ပြီးတော့လာပါမယ်နော် okay ဆိုတော့ဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ဘာလို့သိသွားပြီလဲဆိုတော့ကျွန်တော်တို့ဒီအာဒီ long form မှာတွေ့ရတဲ့အခြေဆုံးမှာရှိနေတဲ့စကားလုံးတွေကိုနားလည်သွားပြီးထင်ပါတယ်နော် Okay နောက်တစ်ခုကကျတော့ကျွန်တော် numbers of link เนาะကျွန်တော် link state ပြီးတော့ owner group ပြီးတော့ file size ပြီးတော့ဆိုတော့ modification time ပေါ့เนาะဆိုတော့ကျွန်တော်ပြင်လိုက်တဲ့အချိန် file name ပေါ့ဒီအနောက်ကရောနားလည်ရလွယ်ပါเนาะဆိုတော့ကျွန်တော်ကြည့်အောင်ကျွန်တော်တို့ဒီမှာအာကျွန်တော်ဒီမှာ number of links ပေါ့เนาะသူနဲ့ link ချိန်ထားတဲ့ body ရပေါ့เนาะဆိုတော့ဒါမျိုးပြောချင်တာဒီအနောက်ကကျတော့ user တွေပြီးတော့ group တွေဒီအားကျတော့ file size ဒီဟာကကြောင့်ကျွန်တော် time stamp ပေါ့နော်ကျွန်တော်ဘယ်အချိန်မှာစတင်ပြီးတော့တိစောက်လိုက်တာလဲဒီဟာကကြတော့ဒီ file ရဲ့နာမည်ကိုပြောချင်တာ folder ရဲ့နာမည်ကိုပြောချင်တာဖြစ်ပါတယ် okay ဆိုတော့ကျွန်တော် link တွေရှိမယ် user ရှိမယ် group ရှိမယ်ပြီးတော့ကျွန်တော်တို့ file အ file size ရှိမယ်ကျွန်တော်တို့ဒီအချိန်ပြင်ခဲ့တဲ့အချိန်ပေါ့နော်ဒီ file ဥပမာကျွန်တော်ကဒီမှာဒီ file ကိုကျွန်တော်ကပြင်လိုက်မယ်ပေါ့နော်ဥပမာထားပါတော့ကျွန်တော်အာ ls dash r ဆိုပြီးတော့အဲ့ဒီပြင်ထားတဲ့ data တွေကိုကျွန်တော်ဘယ်လိုထည့်ရမလဲဆိုတော့ကျွန်တော် ls find find this dot test ကိုကျွန်တော်ထည့်ပါမယ်เนาะထည့်ထည့်ပါเนาะ okay ဆိုတော့ကျွန်တော်ဒီမှာ cut နဲ့အရင်သွားပြီးတော့ကြည့်လိုက်မယ် cut cut အာပြီးတော့ ls find this dot ဒါဆိုပြီးတော့ကျွန်တော်ပြန်သွားကြည့်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ဒီတန်းမှာကျွန်တော်ခုနက run ထားတဲ့ date time တွေပါမယ် ပြီးကျွန်တော်တို့ Java run ထားတဲ့ command တွေပါမယ်။နောက်ပြီးတော့ကျွန်တော်တို့ဘာပြပါမလဲဆိုတော့ကျွန်တော်တို့ဒီမှာခုနကကျွန်တော်တို့ရလာတဲ့အာဒီဒီကျွန်တော်တို့ alas found format long format data တွေပါမယ်ပေါ့နော်။ Okay ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်ဘာဘာလုပ်ကြည့်မလဲဆိုတော့ alas dash l လို့ကျွန်တော်တခါထပ်ကြည့်မယ်။အဲ့ဒီအချိန်မှာကျွန်တော်ကြည့်အောင်ပေါ့နော်။ဒီမှာဆိုရင်ကျွန်တော်0022ဖြစ်သွားတယ်။ဒီမှာကျွန်တော်တို့ခုနကကျွန်တော်တို့က0012เนาะဆိုတော့ဘာဖြစ်သွားတာလဲဆိုတော့ကျွန်တော် modification ကျွန်တော်ပြင်လိုက်တဲ့အချိန်ကပြောင်းလဲသွားတာဖြစ်ပါတယ် ဆိုတော့ okay အဲ့တော့ကျွန်တော်တို့ဒီမှာဒီဒီ atlas dash l output ရဲ့ကျွန်တော်တို့ဒီ permission တွေပေါ့နော်ဆိုတော့အဲ့ permission တွေရဲ့သဘောတရားကိုကျွန်တော်တို့နားလည်ဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့နောက်ပိုင်းကျရင်ကျွန်တော်တို့ကကျွန်တော်တို့တိစောက်လိုက်တဲ့ file တွေကို permission တွေဘယ်လိုပြင်ရမလဲဆိုတာကိုကျွန်တော်တို့ကအာတတ်မှတ်ပေးရမှာဖြစ်ပါတယ်နော်။ဆိုတော့အကယ်၍ကိုကကိုယ့်ရဲ့ file တစ် file ကိုကျွန်တော်တခြား user တွေကိုနော် execute လုပ်ခွင့်အောင်မပေးချင်ဘူးဆိုရင်ကျွန်တော်တို့ပြန်ဖြတ်ရမယ်နော်။ဆိုတော့ဥပမာ group တွေကိုကျွန်တော် group တွေတတ်မှတ်ထားတယ်အဲ့ group တွေကိုကျွန်တော်တို့က အော်ကျွန်တော်တို့က execute ပဲလုပ်စီကျင်တယ် write မလုပ်စီကျင်စသဖြင့်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ permission တွေတတ်မှတ်ခြင်းတဲ့အခါမှာဒီအခုမြင်နေရတဲ့ဒီ permission သဘောတရားတွေကိုနားလည်ထားဖို့လိုပါတယ်နော်โอเคဆိုတော့ကျွန်တော်တို့ကပုံနာရှိမယ် group ရှိမယ် file size ရှိမယ် modification ရှိမယ်ဆိုတော့ပြီးရင်ကျွန်တော်တို့ file name ရှိမယ်နော်ဆိုတော့ဒီအခြေခံသဘောတရားလေးကိုနားလည်ပြီးတော့ကျွန်တော်တို့ဒီ long format တွေမြင်တဲ့အခါမှာဘာလို့ဆိုလိုနေလဲဆိုတာကိုသိမယ်နားလည်မယ်ထင်ပါတယ်ဆိုတော့ okay အဲ့တော့ကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ ော် alas နဲ့ comment နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းသမျှပေါ့နော်အကုန်လုံးကိုကျွန်တော်ရှင်းပြပေးခဲ့ပြီပေါ့နော်ဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့ဒီ alas comment နဲ့ပတ်သက်ပြီးတော့ကျွန်တော်က permission တွေကိုကျွန်တော်ပြောပြခဲ့ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ example လေးလက်ရှင်းပြထားပါတယ်ပေါ့နော်ဆိုတော့ဒီမှာ directory ဒီ row က directory ကိုပြောရပြီးကျွန်တော်တို့ဒီ dash to bar ကကြာတော့ကျွန်တော်တို့က file ကိုပြောရပေါ့နော်ဆိုတော့ okay number 2ကကြာတော့ကျွန်တော် hard links တွေနော် hard links ဆိုတော့ကျွန်တော်သူနဲ့ချိတ်ဆက်ထားတဲ့ဆိုတော့ညှို့ဆိုထားတဲ့ file link တွေကိုကျွန်တော်ပြောရ အာပြီးတော့နောက်ထပ်ကကြာကျွန်တော် owner နောက်ပြီးတော့ group နောက်ပြီးတော့ data file site တွေဒါကကြာ modification and qualification date and time နောက်တစ်ခုကကြာကျွန်တော်တို့ directory name တွေဖြစ်ပါတယ်ဆိုတော့ထုံးစံတိုင်းပဲကျွန်တော်တို့ activity အနေနဲ့ပါလို့မလဲဆိုတော့ကျွန်တော်တို့ခုနကအာကျွန်တော်တို့ရေးထားတယ်ကျွန်တော်တို့ရဲ့ဒီအာကျွန်တော်ခုနကကျွန်တော်တို့အာ run ထားတဲ့ကျွန်တော်တို့ဒီအာ file လေးရှိရပါတော့ဒီ file လေးရှိရဆိုတော့အဲ့ဒီ file ထဲမှာရှိတယ်ကျွန်တော်တို့ အာဒီရလာရဲ့ reset တွေပေါ့နော် date time reset တွေအကုန်လုံးကိုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ copy ကုမယ် copy ကုပြီးတော့ကျွန်တော်တို့ဆိုတော့ကျွန်တော် day 5မှာကျွန်တော်တို့တင်ခဲ့တဲ့ post ပေါ့နော်အဲ့ post ရအောင်မှာ comment မှာကျွန်တော်တို့ဒီ format တွေကိုပြန်ပြီးတော့ comment တွေပြန်ပြီးတော့ man ပေးရမှာဖြစ်ပါတယ်နော် okay ဆိုတော့ဒါကတော့ကျွန်တော်တို့ day 6အတွက် activity ဖြစ်ပါတယ်ဆိုတော့ဒီနေ့ကတော့တော်ပါပါ